င်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါနေပြည်တော်ကောင်စီနယ်မြေဥတ္တရတီရီခရိုင်တက်ကုံမြို့နယ်ကစစ်တပ်ရဲ့ရဲရနာမြေအခြေပြုလုံခြုံရေးစခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကဝင်ရောက်စီးနှင်ခဲ့ပြီးခဲယမ်းတချို့၊ငွေသားတချို့နဲ့စစ်အသုံးဆောင်ပစ္စည်းတချို့ကိုတင်ဆက်ရမိတယ်လို့ဒီကနေ့တော်ဝင်မာလာ14ရက်နေ့မှာ PLA ကထုတ်ပြန်လိုက်ပါတယ်။ ရဲနာမြေအခြေပြုလုံခြုံရေးကင်းစခန်းကို PLA ကနိုဝင်ဘာလ12ရက်နေ့မှာဝင်ရောက်စီးနင်းခဲ့တာပါ။အဲ့ဒီစခန်းဟာစစ်တပ်ကနှစ်နှစ်ဝန်းကျင်တက်ဆွဲထားတဲ့စခန်းဖြစ်တယ်လို့စစ်တပ်ကစစ်ကြောင်း၃ကြောင်းနဲ့နယ်မြေစိုးမိုးရေးအတွက်စစ်ကြောင်းထုံးနေတော့မှာပဲ။အခုလို PLA ကဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။အခုလိုဝင်ရောက်စီးနင်းချိန်မှာစစ်ကော်မရှင်စစ်တပ်တပ်ဖွဲ့ဝင်တွေဟာစခန်းဆုံးခွာထွက်ပြေးခဲ့ရပြီးအဲ့ဒီလုံခြုံရေးကင်းစခန်းကိုရှင်းလင်းရေးတွေဆောင်ရွက်ခဲ့တယ်လို့ PLA ကပြောထားပါဗျာ လက်ရှိအချိန်မှာတော့စစ်ကော်မရှင်စစ်တပ်ရဲ့စစ်ကြောင်းနှစ်ခုဟာရဲနာမြေအခြေပြုလုံခြုံရေးစခန်းရဲ့အနီးကပ်ရွာနေရွာမှာစစ်ကြောင်းထိုင်နေတယ်လို့သိရပါတယ်ရှင်။စစ်မှုထမ်းခေါ်ထားတဲ့သူတွေတဲ့ကတီဘီယောဂါ၊စီးကြိုယောဂါ၊ခေါက်ယောဂါနဲ့လေကောင်းယောဂါဖြစ်နေတဲ့သူတွေကိုနေအိမ်ပြန်ပြီးတော့ဆေးကုသဖို့လမ်းစရိတ်နှစ်သိန်းနဲ့စစ်မှုထမ်းကာလအဆုံးသတ်ပေးကတက်ထဲကနေထုတ်ဖို့အာဏာသိမ်းစစ်တပ်ကစီစဉ်နေတယ်လို့မိသားစုဝင်တွေဆီကနေသိရပါတယ်။ နိုဝင်ဘာလ13ရက်နေ့ကအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာစစ်မှုရန်အပတ်စဉ်ဒီတဲကယောဂဖြစ်နေသူ96ယောက်ကိုစစ်မှုရန်ရှော့ပေါကာလာအဖြစ်နဲ့သတ်မှတ်ပြီးလမ်းစိတ်နှစ်သိမ့်နဲ့စစ်မှုရန်ပြီးဆုံးကြောင်းစာရွက်တီထုတ်ပေးတယ်လို့ပင်ဒီယာမြို့ကန်တယောက်က DVV ကိုပြောပါရယ်။ဒါအပြင်လှေကူးမြို့ကန်တယောက်ကလည်းစစ်မှုရန်အပတ်စဉ်1ကနေ4အတွင်းရန်ကုန်တိုင်းကနေတက်သေးကိုဝင်ခဲ့ရတဲ့တက်သားတစ်တီထဲမှာယောဂဖြစ်နေတဲ့သူတွေရဲ့မိသားစုတွေကိုတက်ကနေရင်ကိုပြန်ခေါ်ပြီးစိတ်ကူတာဖို့ဂျင်းနှန်းစာပို့ခဲ့တယ်လို့ DVB ကိုပြောပါရတယ်။ လက်ရှိမှာတော့စစ်မှုထမ်းအပတ်စဉ်16ကိုနိုဝင်ဘာလ23ရက်နေ့ကပြည်내နဲ့တိုင်းဒေသကြီးတွေမှာရှိတဲ့စစ်တင်နှန်းကြောင်း28ကျောင်းမှာတင်နှန်းစင်ပွဲတွေပြုလုပ်နေခဲ့ပါတယ်။စစ်ကောင်းဆောင်ကပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကလူတိုင်းမဖြစ်မနေစစ်မှုထမ်းရမယ့်ဥပဒေကိုထုတ်ပြန်ခဲ့ပြီးမတ်လ28ရက်နေ့မှာစတင်တင်နှန်းပေးခဲ့ရအခုဆိုရင်တော့အပတ်စဉ်16အထိရောက်လာပြီဖြစ်ပါတယ်ရှင်။ စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကတက္ကသိုလ်ဒီဂရီကောလိပ်နဲ့ကောလိပ်ကျောင်းတွေမကြခင် ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပြီးကျောင်းသားကျောင်းသူတွေကကျောင်းတက်ရက်ဖြစ်တဲ့ဒီဇင်ဘာလ28ရက်မှာရွေးကောက်ပွဲပထမပိုင်းကျင်းပပြုလုပ်မှာဖြစ်လို့ကျောင်းသားကျောင်းသူတွေအနေနဲ့ကြိုတင်မဲပေးဖို့ကိုနိုဝင်ဘာလ8ရက်မှာထုတ်ပြန်နှိုးဆော်နေပါတယ်။ကျောင်းတွေပိတ်ထားခြင်းဖြစ်လို့ကျောင်းဘက်ကတိတဲ့အသိပေးပြောဆိုနေတာတွေမရှိသလိုကျောင်းသားတွေဘက်ကလည်းစိတ်ဝင်စားမှုမရှိကြဘူးလို့ရန်ကုန်ပြည်ညာတက္ကသိုလ်ကကျောင်းသားတယောက်ကပြောပါတယ်။ ကျွန်တော်တို့နေပညာတိုက်ကတူမှာတော့အခုချိန်ထိကြိုတင်မဲ့ထဲကိုလာပြောတာမျိုးလည်းမရှိသေးဘူး။ဘယ်နေ့ထည့်ရမယ်ဘယ်လိုပုံစံထည့်ရမယ်ဆိုတာလည်းအခုချိန်ထိကိုမသိသေးဘူး။အဲ့တော့ဘာခံစားချက်မှလည်းမရှိဘူးပေါ့လေ။ထွေခံစားချက်လည်းထွေထူးတော့ကြမရှိဘူး။ကျောင်းသားကျောင်းလူအများစုကလည်းကြည်အောင်ဒီကျောင်းလည်းမပြောကြအောင်စိတ်ဝင်စားမှုလည်းမရှိဘူးအချိန်နည်းရထည့်ခိုင်းပြီးထည့်ရမယ်ဆိုရင်တော့မဖြစ်မနေဆိုရင်တော့ထည့်ကိုထည့်ရမှာပေါ့ပုံမှန်တက္ကသိုလ်တွေကတော့နိုဝင်ဘာကုန်ဒီဇင်ဘာအစပိုင်းမှာဖွင့်လှစ်မှာဖြစ်ကြောင်းသိရပါဗျ အဝေးတဲ့ចောင်းသားចောင်းသူတွေကိုတော့ចောင်းလာတဲ့အချိန်မှာတခါတဲ့ကြိုတင်မဲ့ပေးခိုင်းတာတွေလှုပ်ဆောင်နေတယ်လို့တန်လျင်မြို့နယ်ကရန်ကုန်ရှိပိုင်းတက္ကသိုလ်မှာအဝေးတင်ပညာရေးတက်ရောက်နေတဲ့ចောင်းသားចောင်းသူတွေစီကသိရပါဗျ။ UIC ကကြိုတင်မဲ့ပေးဖို့နှိုးဆော်နေပေမယ့်ចောင်းသားចောင်းသူတွေကစစ်တပ်လုံးမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့စိတ်ဝင်စားမှုမရှိရသိရှိရကြောင်းအစိမ့်ပညာရေးတိုင်းဝိုင်းနဲ့နှိစက်တဲ့ညီပြတယောက်ကပြောပါဗျ။ ဟိုတက္ကသိုလ်ကျောင်းတွေမှာတော့အလိုကျောင်းသားကျောင်းသူတွေကိုကြိုတင်မဲထည့်ဖို့တော့လာပြောတာမျိုးတော့မရှိဘူးပေါ့နော်အဲကုနေရကောင်းစားရေးအတွက်မဲထည့်ရမယ်မဲထည့်ပြီးမှဒါဟိုကုနေရကောင်းစားရေးအတွက်ကိုကိုယ်ဘယ်လိုမှလုံဆောင်နိုင်နေဆိုတော့အတွေးမျိုးရင်းနဲ့လာပြောတာမျိုးတွေတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ကလေးတွေကတော့အလိုလာပြောတာမျိုးတွေကိုတိုက်လာဆိုတော့မချိတ်ကြဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုအများတူငါပြည်သူကြားထဲမှာလည်းဒီကိစ္စကြီးကစစ်စစ်လုပ်တဲ့ဒီကောက်ကိုကြည့်တဲ့အတွက်ကြောင့် ဟိုဘယ်လိုဖြစ်ဖြစ်သူတို့ကတော့နိုင်ပါပဲလေကလေးတွေကဒီမဲနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုတော့လုံးဝမရှိတာကိုတွေ့ရတယ်ပေါ့နော်ဒါမှမဟုတ်လည်းဘာပြောပြောပြောကလေးတွေကမရှိမနေချင်းချောက်ထည့်ခိုင်းမှာဆိုရင်တော့ကြောက်ကြောက်လန့်လန့်နဲ့တော်ထရမယ့်ပုံစံမျိုးတွေကိုတော့တွေ့ရတယ်ပေါ့နော်ကျွန်တော်နေပြတယောက်အနေနဲ့ပေါ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအများစုကတော့အခုနှစ်2025ခုမှာအသက်18နှစ်ပြည့်ပြီသူတွေဖြစ်တဲ့အတွက်ပထမဆုံးချိန်မဲပေးရမယ် first time voter တွေဖြစ်ကြပါတယ်ပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာတော့ first time ဗုဒ္ဓရေအတွက်ဟာ၅တန်းနီးပါးရှိခဲ့ကြောင်းသိရပါဗယ်စစ်ကောင်စီလောက်ခံယူကောက်ပွဲကော်မရှင်အနေနဲ့2024ခုနှစ်တကောင်စီရင်ကနေမဲဆန္ဒရှင်ပြုစုထားတာကြောင့်တကောင်စီရလက်တွေကိုအခြေခံပြီး DVB ရဲ့ခက်မှန်တွက်ချက်ထားချက်တွေရောအသက်18နှစ်ပြည့်ပြီးပထမဆုံးချိန်မဲပေးရမယ့်လူငယ်ရေတပ်ဟာလေးတန်းကျော်ရှိနိုင်ပါတယ်။ဒါပြင်အဲ့ဒီရွယ်အတွင်းတက္ကသိုလ်ပညာရေးသင်ကြားနေတဲ့ရေတပ်ဟာ2သိန်းနီးပါးရှိနိုင်ပါတယ်။ ကျမဦးဝေပါနိုဝင်ဘာလ17ရက်နေ့မှာကမ္ဘာရွှေစီးရအမေရိကန်ဒေါ်လာ4230အထက်ကိုထိုးတက်ခဲ့ပြီးတော့ပြည်တွင်းရွှေစီးတွေလည်းကျပ်88သိန်းအထက်ကိုဆက်လက်မြင့်တက်လာတယ်လို့ဈေးကွက်အတွင်းကနေသိရပါဗျ။နိုင်ငံတကာဗဟိုဘဏ်တွေရဲ့ဝယ်လူအားကြောင့်ကမ္ဘာရွှေစီးရသုံးဘက်အတွင်းမှာအမြင့်ဆုံးကိုရောက်ရှိလာပြီးပြည်တွင်းရွှေစီးရလည်းလိုက်ပါမြင့်တက်လာတာဖြစ်တယ်လို့ဈေးကွက်ကြံ့ကျင်သူတွေကသုံးသပ်ထားကြပါဗျ။ ကမ္ဘာရွှေဈေးကနိုဝင်ဘာလ9ရက်နေ့မှာတအောင်စကူဒေါ်လာ4000ဝန်းကျင်ရှိခဲ့ပေမဲ့နိုဝင်ဘာလ13ရက်နေ့မှာတော့ American Dollar 4238ဒေါ်လာအထိကိုတက်ရှိခဲ့ပါတယ်။တပတ်အတွင်းမှာကမ္ဘာရွှေဈေးက900ကျပ်လုံးကျော်မြင့်တက်ခဲ့တာပါ။ကမ္ဘာရွှေဈေးတဖြည်းဖြည်းတက်လာတဲ့အတူပြည်တွင်းရွှေဈေးကလည်းနိုဝင်ဘာလဆန်းပိုင်းကနေစတင်ပြီးတော့ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ဤရင်းဈေးကွက်မှာတော့နိုဝင်ဘာလ9ရက်နေ့ကရွှေတစ်ကျပ်သားကို85သိန်း3000ဝန်းကျင်ရှိခဲ့ရတာကနေနိုဝင်ဘာလ13ရက်နေ့မှာ88သိန်း5000ဝန်းကျင်အထိကိုမြင့်တက်ခဲ့ပြီးတပတ်အတွင်းမှာကျပ်3သိန်းကျော်ဈေးမြင့်တက်လာပါတယ်လက်တလုံးမှာတော့ကမ္ဘာရွှေဈေးနဲ့အတူပြည်တွင်းရွှေဈေးပါအတက်များနေပေမဲ့ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်ထားတဲ့ရွှေရင်ညွန်းဈေးကတော့တစ်ချက်သားကိုကျပ်59သိန်း8000မှာပဲဈေးညင်ထားပါရှင်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဟာအနောက်ကမ္ဘာအချမ်းမှရှိတဲ့မူရစ်အကြမ်းဖက်သမားတွေကိုပြစ်မှတ်ထားမဲ့ Southern Spear အမည်ရှိတဲ့ American စစ်ရေးစစ်စင်ရေးတစ်ခုကိုနိုဝင်ဘာလ13ရက်နေ့ကြာတာပြင်းနေ့မှာကြေညာခဲ့ပါတယ်။ Operation Southern Spear ကိုတမရထရန်ကအမိန့်ပေးခဲ့ပြီးစစ်ပွဲဌာနကအကောင့်ထဲပို့နေပြီလို့ကာကွယ်ရေးဝန်ကြီးက X မှာ post တင်ခဲ့ပါတယ်။အနောက်ကမ္ဘာချင်းအားအမေရိကရဲ့အင်းနီးချင်းလဲဖြစ်ပြီးဒါကိုကာကွယ်မှာပါလို့ပြောဆိုထားပါတယ်။ အမေရိကန်တောင်ပိုင်းကုတ်ကဲမှုဌာနဟာတောင်ပိုင်းနဲ့အလဲပိုင်းနဲ့အမေရိကနဲ့ကာရီဘီယံဒေသတလျှောက်နိုင်ငံပေါင်း32နိုင်ငံကိုလွှမ်းခြုံထားတဲ့အမေရိကန်စစ်တပ်ရဲ့တိုက်ခိုက်ရေးကုတ်ကဲမှုဌာနတစ်ခုဖြစ်ပါရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့ဝန်ဒီပါ။